အခုမြင်တွေ့နေရတဲ့ဒီဗီဒီယိုလေးကတော့မြင်းကလေးလှုပ်ပြီးသားအချိန်မှာဖြစ်ပေါ်လာတဲ့မြေကြီးရဲ့ကွဲချောင်းတွေကိုတာမန်လိုက်လံမှတ်တမ်းတင်ထားတဲ့တာမန်ဗီဒီယိုတစ်ပုဒ်မဟုတ်ဘဲနဲ့ Richter scale 7.7ရှိပြီးတော့မင်းကလေးနေပြည်တော်ပြည်မနာစကိုင်းပြင်လွင်မဲသိမ်းမြို့နယ်နဲ့အင်းဝါမြို့တွေမှာပါလူသေးပြောက်အများဆုံးဖြစ်ခဲ့တဲ့မင်းကလေးကြီးရဲ့အဓိကဗဟိုချက်တင်နေရအောင်အမှတ်မထင်မမိရရိုက်ကူးမိခဲ့တဲ့တမိုင်းဝင်ဗီဒီယိုတစ်ပုဒ်ပဲဖြစ်ပါတယ် ဒီလင်ကြီးရဲ့အဓိကဆုံးချက်တင်ရတော့စကိုင်းတိုင်းစကိုင်းမြို့နယ်ရေကားအင်းလို့ခေါ်တဲ့ရင်မြကြီးအင်းအနားမှာတည်ရှိပြီးတော့ဒီဗီဒီယိုလမ်းလျှောက်ရိုက်ကူးခဲ့တဲ့သူတယောက်ကသူမျက်မြင်ကြုံခဲ့ရတဲ့ညီငွေးနေရဲ့အကြောင်းရှင်းပြထားလေတို့တစ်ချက်လောက်နားထောင်ကြည့်လိုက်အောင်ပါငလင်ဘလောက်ကြမ်းလဲကြည့်လိုက်ပုံအနားတော်သိမ့်မကရရဘူးမကြဒါအပေါ်ကရေတွေကအဝေးစီတဲကိုပြန်ဆင်းသွားတာသာသာလောက်တော့ရေတွေကအပေါ်ရှန်တက်လာတယ် ဆန်တက်လာပြီးတော့အင်းထဲကိုရေတွေဝင်သွားအခုတခါငလင်းနှုတ်ပြီးတော့အင်းထဲကရေတွေကဥမာကြီးကိုအဝေးစီတဲကိုပြန်ဆင်းသွားတာကြောက်စရာကြီးနော်ဟုတ်ကြ2025ခုနှစ်မတ်လ28ရက်နေ့လည်12နာရီမိနစ်50အချိန်မှာ3မိနစ်ကျော်လောက်ပြင်းပြင်းထန်ထန်လှုပ်သွားခဲ့တဲ့အင်အားပြင်းငလျင်ကြီးရဲ့အဓိကဆုံးချက်တင်နေရအောင်ဒေါ်လာနောက်သားရဲ့လေးလာနိုင်မှုအတွက် ောင်းငင်ဓာတ်ပုံဗီဒီယိုများနဲ့တကွတိတိကျကျမှတ်တမ်းတင်ထားစီခြင်းလေလို့ပညာရှင်များကတိုက်တွန်းကြောင်းဖော်ပြရင်းနှုတ်ဆက်လိုက်ရပါရခင်ဗျာ